အားလုံးပဲမင်္ဂလာပါရှင်။အလင်္ကာကျော်စွာဆရာကြီးသခင်ကိုရောမိုင်းတိဖြက်သည်ဘိုးကျောင်းအောင်စံအထုပ်ပတိဆိုတဲ့စာအုပ်လေးကိုကျမဝိုင်းစံတီမှမျှဝေပေးပါရစေရှင်။အပိုင်း30အခန်း23ဘိုးကျောင်းအောင်စံဤတက်မတော်တမိုင်း ဒုတိယကမ္ဘာစစ်ကြီးပြီးခါစဗိုလ်ချုပ်အောင်ဆန်းအားဂျပန်တွေကိုမြန်မာပြည်သို့ခေါ်ဆောင်လာသောဖက်စစ်လက်ပါစီတရားဟူ၍မဟာမိတ်ဘက်သို့သာအချို့ကဆွဆွဲခဲ့ဘူးလေသည် ထိုအခါကဗိုလ်ချုပ်ကဘလူအခြေအနေများကြားဂျပန်နှင့်အတူမြန်မာပြည်သို့ဝင်ခဲ့ရပုံ သူကိုယ်တိုင်ကဂျပန်ကို အလွန်မုန်းတိခဲ့ပုံ သူနှင့်တကွတပ်မတော်သားတွေဂျပန်နှင့်တိုက်ခိုက်ဖြစ်ခဲ့ရပုံများကိုပေါ်ပြပါရှိသောစာမားကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့ဘူးရာ၎င်းဗိုလ်ချုပ်၏ရေးသားချက်များတွင်ယနေ့ဗမာတပ်မတော်ဤမိခင် PIA တပ်မတော်ကြီးဤခေတ်ကိုပါ စက်ကြောင်းပြန်ထားပုံမှာစိတ်ဝင်စားဖွယ်ကောင်းသဖြင့်ကောက်နှုတ်ပါတာပြန်၍ ဟော်ပြလိုက်ရပြီသည်ထုတ်ဝေသူဂျပန်နှင့်ပေါင်းရပုံ1940 41ခုနှစ်ကဆိုလင်ကမ္ဘာအရှိဖြားတွင် လူစွာလုံးနေသောဂျပန်၏စစ်မဲ့အင်အားနှင့်စွန့်ရီကိုဗြိတိန်နှင့်တကွအခြားနိုင်ငံကြီးများကပါအထင်သေးခဲ့ကြလေသည်မြန်မာပြည်အပြင်ဘက်သို့ရောက်နေကြသောကျွန်ုပ်တို့လူငယ်တစုအဖို့မှကဂျပန်တို့အာရှအ အရှိအာရှတခွင်ကိုတိမ့်ပိုက်တော့မီမှာမလွဲနိုင်ကြောင်းသိနှင့်ပြီးဖြစ်ရာထို့သောအင်္ဂလိပ်အပြေဂျပန်အဝင် စကူးမကူတွင်ကျွန်ုပ်တို့မြန်မာပြည်ဤလွတ်လပ်ရေးကိုအရာယူကြအံ့ဟူသောကျွန်ုပ်တို့ဤရှင်းရှင်းဝင်ခံရလင်အရှင်ရှင်ပေါ့စာလူရန်စာအတွေးခေါ်တို့ကြဂျပန်တို့နှင့်စတင်ပူပေါင်းရသော အခြေအနေတို့ရောက်ခဲ့ရလေသည်ဂျပန်တို့ကိုကြည်ညိုရေး၎င်းဖက်ဆစ်စနစ်ကို အားပေးလို၏၎င်း လုံးဝမဟုတ်ပြီဂျပန်ကိုမုံကြပြီကျွန်ုပ်ဖို့ကယူရီးယားပြည်မှာရှိစဉ်ကပင် ကျွန်ုပ်၏ရဲဘော်အချို့ကိုမြမပြည်တွင်သို့တက်တဆိတ်စေလွှတ်ခဲ့ပြီးလေပြီဂျပန်တွေကဖက်စစ်ပြီးပြီးတစ္ဆာမရှိကြောင်းကိုသိရှိပြီးဖြစ်တော်ရဲဘော်တွေကမြမပြည်တွင်သို့ဂျပန်အရင်ဥဟောင်းဝင်၍ပင်ပြင်ဆင်မှုအရေးရက်ကိုပြုလုပ်ရန်ဖြစ်လေသည်ကျွန်ုပ်၏အကြံမှာဂျပန်တို့ကလာစီပြီး တို့ဖြစ်နေ အင်္ဂလိပ်ကိုမြန်မာလူထုကပင်ဥအောင်တိုက်ထုတ်နှင့်ပြီးလွတ်လပ်ရေးကိုကာကွယ်ရန်ဖြစ်သည်တို့မှမရနှင့်မြန်မာပြည်တွင်း၌ဂျပန်တို့အင်အားမစုယုံနိုင်အောင် လူထုနှင့်ချီးပြီးညီအောင်စီယုံရေးများနှင့်တကွတော်လန့်ရန်လည်းဖြစ်ပေသည်ဤအချက်တွေကြောင့်လည်းကျွန်ုပ်၏စိတ်ကူးထဲတွင် အလွန်အားကိုးမျှော်လင့်သောဘီဟိုင်းတက်မတော်ကြီးသည် အကောင့်ထဲဘဝသို့ရောက်လာရပေသည် BIA နှင့်ဂျပန် 1942ခုနှစ်မလဆန်းခင်ပင်ကျွန်ုပ်တို့မှရန်ကုန်မြို့ကိုတင်ပိုက်ပြီးလေပြီ ရန်ကုန်ရောက်သည် ဆိုရင်ပဲဂျပန်တို့ကပြည်သူလူထုအားရိုင်းဆိုင်စွာဆက်ဆံပုံတွေပေါ်လာလေတော့သည်ကျွန်ုပ်တို့ကဆန်ရအာနာပိုင်တွေကိုအရင်ယူဖို့တိုင်ကြားတော့လဲအချီးနှီးဖြစ်ရသည်သာများ၏ထိုအခါအကျွန်ုပ်တို့ဤဗျာရင်ရဲဘော်များနှင့်ဂျပန်စစ်သားတို့ပြိပခါဖြစ်မှုများသည့်တစ်နေ့တခြားတိုး၍လာသည် မခံကျင်စိတ်ရှိကြသောမြန်မာဘူတွေနှင့်ဂျပန်တို့မကြာခဏတွေ့ကြရလီတော်သည် ပထမတော်လှန်ရေးအကြံရန်ကုန်မြို့ကိုသိမ်းပိုင်းပြီးသည့်အချိန်ကျွန်ုပ်မှာ BIA တပ်မတော်၏ဒေနာပတိဘိုမိုချိုး၏လက်ထောက်စစ်ဦးစီးမှုဖြစ်နေသေးသည် ထိုအချိန်မှာပင်ဖက်စစ်ဂျပန်အားတော်လှန်တိုက်ခိုက်ရန်ကျွန်ုပ်ကြံစီခဲ့သေးသည်တို့တော်မအောင်မြင်ခဲ့ အကြောင်းကကျွန်တော်တို့ဤတက်မလို့နှင့်တကွနိုင်ငံရေးကောင်းဆောင်ပိုင်းမှာလေဖယိုဖရဲရှုပ်ထွေးနေလျက်စနစ်ကြသောစီယုံမှု မရှိခဲ့သောကြောက်ပင်တည်းအထက်မြမာပြီထို့တော့တွင်ဘိုးမိုးကျိုးကဗီဟာရီတက်မတော်ဤတေနာပတိအဖြစ်ခံထားပြီး အထက်မြမာပြီစစ်ကြောင်းကိုခြိတန့်ရန်အမိတ်ပေးလာလေသည်ကျွန်ုပ်လေအေအာရီမြဝမ်းစစ်ကြောင်းအတိုင်းခြိတက်ခဲ့လေသည်ဂျပန်အပေါ်သဘောထား ထို့ချိန်နောက်တွင်ကျွန်ုပ်တို့မြန်မာနိုင်ငံရေးခေါင်းဆောင်လူငယ်သခင်များထဲတွင်ဂျပန်ပေါ်သဘောထားရေးနှင့်ပတ်သက်၍ပြင်းပြင်းထန်ထန်ဝေဖန်ဆွေးနွေးသံများကြားရစပြုလာလေသည်စင်စစ်မြန်မာလူငယ်နိုင်ငံရေးသမားများဝါလဝဲရင်အားစုတို့တွင်ကြာနာပြတ်သားသောစီယုံမှုမရှိဘဲတွေ့ဝေရင်းရင်၍နေကြခြင်းဖြစ်လေသည်ကျွန်ုပ်ရွှေဘိုရောက်တွင်နိုင်ငံရေးရဲဘော်ထံမှတခင်ဆိုးတခင်များတွင်နှင့်တခင်သိမ့်ဖြစ် တပ်ဖုံးကြီးတို့တရုတ်ပြည်ဘက်ကိုတိတ်တဆိတ်ထွက်ခွာသွားကြပြီဟူသောသတင်းကိုကြားရသောအခါစိတ်แท้တွင်အတော်အားသက်သွားမိသည်တပန်း၎င်းတို့၏အကြံအထာမမြောက်ကြားသတင်းကိုဝမ်းနည်းပွေကြားရပြန်လေသည်ဘိုးစရာနှင့်ဂျပန်ကင်ပီပြန်ဤတမျိုးကိုအယဝတီမြညာဗမော်မျိုးရှိတိုင်အောင်ဆက်လက်ချီရမည်ဟူသောအမိန့်ထွက်လာသည့်ဖြင့်ပုံမှုကြီးစီရအားတမျိုးကိုဦးစီးကချီတက်စီလီသည် ။ဘီအေတများအထက်မြမာပြည်တစ်ခုနှင့်ရှိစဉ်ကပင်အရေးကြီးသောအချင်းရာတစ်ခု ဖြစ်ပွားခဲ့လေသည်။စီမံကိန်းမဲ့ပြမှုသောဂျပန်စစ်သားရိုင်းများနှင့်ဘိုဇေယအမှုပြုသောဘီအေအရာရှိတို့ပြိပခါဖြစ်ရာကဘိုဇေယတို့ကိုဂျပန်ကင်မီကဖမ်းဆီးလေတော်သည်။ထိုချိန်ခါက ဂျပန်ကိုမုန်တိသောစိတ်မှာ BIA တများတွင်အထူးပြင်းထန်နေခိုက်ပြီးဂျပန်ကိုတပြိုင်နက်ဒေါ်လာတိုက်ခိုက်ကြတော့မည်ဆဲဆဲတွင်ဂျပန်ဆက်သွယ်ရေးအရာရှိတဦး၏လိန်မာမှုကြောင့်ဘိုဇီယာတို့လွတ်မြောက်လာပြီးထိုကိစ္စမှာအေးငြိမ်သွားတော်သည်အချင်းချင်းဆောင်လျက်အခြေအနေကလုံးဝရှင်းလင်းပြသခြင်းမရှိသည်ဂျပန်နှင့်မြန်မာ BIA အချင်းချင်းချင်းဆောင်လျက်ပင်မြန်မာပြည်တိုက်ပွဲမှာပြီးဆုံးသွားလေသည် ကျွန်ုပ်ကအခြေအနေမဟန်ကြောင်းရှေ့လျှောက်လုပ်ငန်းများလုပ်ဆရာအများကြီးရှိသေးကြောင်းများကိုတခင်တန်းထွန်အားရင်းမှပင်မုံငန်ခရာနိုင်မှပင်တွေ့စဉ်ကပြောပြခဲ့သည်သည်ကိုသိန်းဖေကိုတော့ရွှေဘိုနယ်တွင် နောက်ဆုံးတွေ့ရပြီးသူလည်းအိန္ဒိယသို့ရောက်သွားလေသည်ဤသို့လျှင်ဂျပန်နှင့်ကျွန်ုပ်တို့ဘီအိုင်အတိုက်ခံဖြစ်ရင် မြန်မာစစ်ဘိုရီကိုဂျပန်ကင်ဘေကဖမ်းဆီးနှင်ပန်းရက်ဆက်ရင်းကမြန်မာလူလက်ရေးတမတော်ဤပထမကဏ္ဍမှာပြီးဆုံးခဲ့လေတည်းအခန်း24ဤခဲများမှာဗိုလ်ချုပ်နိုင်ငံရေးရေးဘော်တပည့်ရင်းပြောမနာဆိုမနာမိတ်ဆွေတဦးဤစောင်းမအုံးကူကိုဖော်ပြလိုက်ပါကြောင်းချာနေကျော်တွင် ရေးသားဖော်ပြခဲ့သည်ပြီးကျေးဇူးတင်စွာနှင့်ထပ်မံတင်ပြရခြင်းဖြစ်ပါကြောင်း ထုတ်ဝေသူကျွန်ုပ်တို့မှတ်မိသိရှိသမျှဘူဂျုံကျွန်ုပ်တို့သည်ကျွန်တော်သည်တခင်အောင်ဆန်းအား1938ခုနှစ်တွင် မော်လမြိုင်တွင်ကျင်းပသောဒုဗမာအစီယုံနှစ်ပတ်လေညီလာခံတပင်ကြီးတွင်စတင်မကျင်းပမီတည်ကျွမ်းခဲ့သည်သို့သောခင်မင်းရင်း၏အကျွမ်းတဝင်ကမဟုတ်ခဲ့ပေဖုန်ကြီးလာကန်အပြီးရန်ကုန်မြို့ အမှတ်86ရေကျော်လန်းဒုဗမာအစီယုံတီယာဌာနအသစ်တွင်ကျွန်ုပ်တို့သည် ဘရုပမာစီယုံဤအမြဲတမ်းလှုပ်သမားတူအဖြစ်တာဝင် လွှဲအပ်ခြင်းခံရပြီးနောက်တနေ့တနေ့သခင်အောင်ဆန်းသည်သူ၏ဟောင်းနှန်းတွေသောမှုရလေကြီးနှင့်စောင်းတတာနှလုံးအဝိစားတတာတလုံးတို့ကိုလန်ချားနှင့်ဘရုပမာစီယုံတို့တည်ယူရောက်ရှိလာသည်မှစာသူနှင့်ကျွန်တော်သည်ထက်မှန်တွေ့ဆုံကချစ်ကျွမ်းဝင်တော်သည်ကျွန်တော်ဒီမိမိပါတာအလျောက်ဖြစ်ခဲ့တဲ့ဆန်းအေးစေနေတဲ့သူတူဖြစ်ရာကျွန်တော်ထက်ပို၍ အေဘီဖြစ်ခဲ့ဆန်းနေတဲ့သောသူကိုတွေ့ရသောအခါဖမ်းမိသွားသည်တကယ်တော့အကြောင်းထွက်ဟူ၍သူ့ကိုမြင်လင်းယုံနိုင်စရာမရှိပေထိုအခါသူ့ကိုမြင်လင်းခေါင်းဆုပ်ဖွားရှူတိုးတိုးနှင့် လုံကြီးတိုးတိုးဝတ်ပြီးလင်းလင်းရင်ပြန်ဖနှက်တော်၎င်းခုံဖနှက်ကုံတော်၎င်းစီးလက်သားသာ တွေ့ရမည်ဖြစ်သည်သူဒီထိုအခါခမော်လမြိုင်ဤရာကံမှတင်းမြောက်ချင်းခံရသောဒုဗမာအစီယုံဤအထွေထွေတွင်ရမှုအမြဲတမ်းအလုတ္တမဖြစ်သည် ထိုသူထိုတဲ့တော့ပင်သူဒီအခြားအလုံးအမှုဆောင်များနေသူမိမိတို့နေလို့ရာတွင် မနေပဲစီယုံတွင် အစီယုံဤစီယုံရေးကိုလှုပ်ဆောင်ရလာရနေထိုင်ခြင်းဖြစ်သည် သူအကျင့်တခုတခါကသူနှင့်ကျွန်တော်အစီယုံမှမောင်ကိုမာရီလန်တိုင်းခြေချင်းလျှောက်ကြသည် တွင်ယုံအနည်းတွင်သူ့အားလူတယောက်ကနှုတ်ဆက်လိုက်သည်။သူအမှုပြန်၍မနှုတ်ဆက်ပဲခေါင်းငှိုက်ဆိုင်ဖြစ်သာရှောက်သွားသည်။ကျွန်တော်ကဆော့ဆော့ခါခမည်းကိုလူတယောက်ကနှုတ်ဆက်သွားတယ်။ခမည်းမကြဘူးလားဟုမေးရာဟင်းဟူသာတခွန်းနဲ့ပြောပြီးတွားမြဲဆက်သွားသည်။ဤဒီတို့ကြောင့်ပင်သူ့အကြောင်းကိုမသိသူများကလူတမျိုးပဲဆိုရှယ်မဖြစ်ဘူးဟု၍စွပ်စွဲကြသည်။လမ်းကားလေပဝန်းကျင်ကိုဂရုပြုလေးမရှိသည်မှသူ့အချင်းတစ်ခုဖြစ်သည်။သူက အစင်းစားကြီးသူဖြစ်သည်နောက်တစ်ခုတခါကလည်းဒုဗမာအစီယုံသူနေမှတခင်ကောင်းဆောင်တူရောက်ရှိလာလေသည်ကျွန်တော်အသခင်အောင်ဆန်းနှင့်အရေးတကြီးတွေ့ဆုံလို့ဒီဟုပြောသည့်ဖြစ်အဲ့ရထဲတွင်ဆောင်ဝကောင်းမှုခြုံနေသောသခင်အောင်ဆန်းအားအစီယုံဤဧကန်သူခေါ်ဆောင်ခဲ့ရသည်ရောက်ရင်ဘာမှမပြောကလထိုင်တလုံး၌သာထိုင်ပြီးစိတ်စိတ်နေသည် သူကလထိုင်ပေါ်သို့ထိုင်မိလင်ထိုင်မိခြင်း နေသခင်ကောင်းဆောင်က၎င်းတို့နေတွင်ဖြစ်ပြနေသည့်အခြေအနေအခေခဲတို့ကိုအားရပါရတိုင်ကြားပြောဆိုနေသည်ထိုတို့ပြောဆိုတိုင်ကြားသည်ကိုအင်းမလုံအဲမလုံနေသောသခင်အောင်ဆန်းသည်ထိုသူပြောပြီးလျှင်ပြည်ချင်းဘာမှမပြောမဆိုနေရာမှထသွားသည်နေမလာသူလည်းခဏတစ်ဖြုတ်တပူတပားသွားသည့်အထင်နှင့်စောင့်နေသည်တို့တော့၅မိနစ်နဲ့လည်းမပေါ်လား၁၀မိနစ်နဲ့လည်းမပေါ်လား နိုင်ဝက်ကြောင့်သောအခါထိုသူမှသီးခံ၍ဆောက်စားနေလိုဟန်မရှိတော့ပဲဒေါ်ပွားလာသည် ကျွန်တော်လည်းသခင်အောင်ဆန်း၏အကြောင်းကိုသိပြီးဖြစ်ရာအိတ်ခမ်းအတွင်းသို့တောက်လျှောက်ဝင်သွားပြီးဆောင်းကိုခေါမှုချုံအိတ်နေသောသခင်အောင်ဆန်းအားအပြင်တွင် နေမှသခင်ကောင်းဆောင်ဆောင်နေကြောင်းပြောပြရသည်သူကခြုံနှောင်းသောဆောင်းကိုဖွင့်ကြည့်၍ပြောတာပြောလိုက်ပါတော့ဟုပြောပြီးပြန်၍ခေါမှုချုံပြီးခြုံမြဲခြုံနေလိုက်သည် ကျွန်တော်လေးသူ့နားမှာထွက်ခွာကနေသခင်ကောင်းဆောင်ဟာသခင်အောင်ဆန်းမှာအခြားသူညာကဲ့သို့မဟုတ်နေ့တွင်လှုပ်လှုပ်လေးမရှိ ညမှသာတညာလုံးစပွဲတင်ထိုင်ကအလုံးလုံးလေးရှိသူတဦးဖြစ်ကြောင်းယမန်လေးညကလည်းစေနာကြီးကျော်ခန်းမှနက်နက်လင်းအားကြီးသည့်အထီးအလုံးလုံးရာအဲ့အေးပြက်သည့်အတွက်မဟန်နိုင်တော့ပဲအိတ်နေပြီဖြစ်ကြောင်းယခုနေခင်းမှမအိတ်ပါကသူခမညာပန်းဖြားဖြားရတော့မည်ဖြစ်ကြောင်းယခုလေခမညာပြောသမျှကိုသူမှတ်ထားသာပြီးမကြမီနေသူညွှန်ကြားမှများပို့ပေးလိမ့်မည်ဖြစ်ကြောင်းနှစ်သိမ့်ရသည်ဤတွင်မှထိုသူလဲခြေနှက်ကအစီယုံမှထွက်ခွာသွားတော်သည် ။တခင်အောင်ဆန်းမှာလောကဝိစုတိမှာအပူလုံးပကဒနာဟုသာသဘောထားသည်။သို့သော သူအားတမားသူတို့ကတိုင်ကြားပြောဆိုခြင်းကိုသူ့အုံနောက်အတွင်ဝဲမေးပြောင်ခြင်းမရှိအောင်ဆွေးမြဲမှတ်သားနိုင်သည်မှတ်သားနိုင်သလောက်လုပ်ဖွယ်ရှိသည်များတာဝန်မပြည့်ခဲ့ပြီလမ်းတွင်တွေ့ရှိသူများကနှုတ်ဆက်နှုတ်မဆက်ခြင်းသူစကားပြောလို့မှသာပြန်၍ပြောဆိုခြင်းတို့မှာသူ့ဝတီဖြစ်သည် သူအားအထင်မြင်လွဲမှကြသည်သို့သောသူကသူ၏စဉ်းစားခြင်းအလုံးမှတပါအချာဂီူမဆိုင်ခဲ့ပြီသူ၏စဉ်းစားချက်များမှလည်းလွတ်လပ်မှုတစ်ခုတည်းသာ ဖြစ်သည် တခါကလေတခါကသူနှင့်ကျွန်တော်ကိုယ်အတွင်းနှင့်ကိုလမ်းလျှောက်သွားကြသည်သခင်အောင်ဆန်းကရုတ်တရက်အတိုင်းပြည်လွတ်လပ်ပြီး ကိုသာခေါင်းဆောင်ဖြစ်ရင်အိမ်ကရှိတဲ့လေတွေရာတွေကို အကုန်လုံးစင်းရဲသားတွေကိုဝေပေးလိုက်မယ် ငွေတိုးချေတဲ့လူတွေကိုရှော်ပစ်လိုက်မယ်အမေကြီးမကြေနဲ့ရင်လဲအတင်းလို့ရမှာပဲဟု ပြောဘူးသည် သူသည်ဤမြလိုဝဲကြီးအုပ်ရင်းရှင်များကို ရွံ့မုံခဲ့သည် တိုင်းသူပြည်သားများအပေါ်၌လည်းဤမြစေတနာထားခဲ့သည်နေစဉ်လိုပင်စားစင်တောက်ချိန်မှလွဲရေးအဲ့ရထဲတွင်ဆောင်ဝကောင်းမိချုံကနေတတ်သည်အလုံးရှိလင်းညနဲ့လူချိန်တွေ့ချိန်မှစာ၍မိုးလင်းသည့်တိုင်အောင်တမေးမှမအိပ်ဖဲအလုံးလုတ်တတ်သည် ညွန်ကြားလွှာများပြင်ညာချက်များရေးစရာရှိလင်းတညာလုံးအင်္ဂလိပ်ဘာသာဖြင့်ရေးပြီးမှဘာသာပြန်လေးရှိသည်အစင်းစားလွန်ခဲ့သည်နီတခါကလည်းသူတော်ပင် စင်းစားလွန်သွားခဲ့သည်လူကြီးစရာဖြစ်အောင်ပင်အစင်းစားလွန်ခဲ့သည်ဒုဗမာအစည်းအုံးနှင့်ဓမ္မပါတီတို့ပူးပေါင်းကဗမာထွက်ရဲ့ခိုင်းပူဖွဲ့ ဇီယံအတွက်သခင်ကောင်းဆောင်တချို့တို့သည်တညတွင်စတော့ဂိတ်လမ်းရှိသခင်နူး၏အိမ်တွင် အစည်းအဝေးတရက်ပြုလုပ်ကြသည်ထို့အစည်းအဝေးလုပ်နေစဉ်သခင်အောင်ဆန်းသည်နောက်ခွေးသွားလိုသဖြင့်အိမ်သာတို့အစည်းအဝေးမှထသွားခဲ့သည်သခင်အောင်ဆန်းအိမ်သာမှထွက်လာပြီးသခင်နူး၏ဇနီးမမကြီးအိမ်သာတို့ဝင်သောအခါခြေတင်သည့်နေရာတွင်မစင်များတင်နေသည်ကို တွေ့ရသည်မမကြီးကအိမ်ရှိသူပြန်လာပြီးပြောရာအလုံးပင်ဝိုင်း၍ရေကြသည် ထို့အပြစ်ပြက်ကိုနောက်တစ်နေ့တွင်မမကြီးကကျွန်တော်အားပြောပြသည် သခင်အောင်ဆန်းကမူဗမာထွက်ရခိုင်းကြောင်းစဉ်းစားရင် အစင်းစားလွန်သွားခဲ့သည်ဟုနောက်တစ်နေ့တွင်ကျွန်တော်အားပြောပြခဲ့လေသည်အစင်းရဲ့ခံနိုင်ဆုံးထိုစဉ်ခါကဒုဗမာအစည်းအုံးတွင်အစင်းရဲ့ခံနိုင်ဆုံးနိုင်ငံရေးသမားတို့ကိုပြပါဟုဆိုလင်သူ့အားပြရပါပြီ ို့မှာအစည်းအုံတွင်အမြဲတမ်းအလုပ်သမားများအတွက်သတ်မှတ်ထားသော ထောက်ပံ့ငွေမှာအစည်းအုံဤဗန္နာရေးကြတဲ့မှုကြောင့်လာပေါင်းများစွာပြက်လက်ခဲ့သည် သူနှင့်ကျွန်တော်အပြင်တခင်လှမောင်လေးနှင့်တခင်တို့တက်တင်တို့မှလည်းညာသောအဖြစ်နက်နက်စာကိုနှက်မှန်အောင်မစားခဲ့ကြရပြီညစာအတွက်မှမူထိုအချိန်ကရေကြောညာစည်းတန်းတွင်ထမင်းရောက်ချနေသောညီမနှစ်ယောက်ကနိုင်ငံရေးသမားအဖြစ်ဖြင့်ကြီးညိုပြီးလျှင် အကျွေးပေးရသာစားကြရသည်သို့သော ထိုဆိုင်တွင်တခါတည်းရန်အားနာလာသဖြင့်ပိုင်းမောက်ကအိတ်ကျရပါသည်သည်ဤမြသူတွင်စားရမယ်တောက်ရမယ်ဝေးရမယ်ဖြစ်နေစေကမူသူအားလစဉ်ငွေကြေးလိုသည်မျှထောက်ပံ့နေသော သူမိခင်ကြီးအားဒုက္ခမပေးခဲ့ပြီတခါမျသော သူမိခင်ကြီးထံမှငွေ80ပေးပို့ရန် စာရေးတောင်းဆိုခဲ့ဘူးသည်အဝိအစား အဝိစာဝိစင်ရာ၌လေသူကောင်းကိုသူသား၍ဟူသည်မရှိအမြဲတဖြည့်ဘိုးကေမှာရှေ့တို့သာဖွာလာကြနေသည် သူစိတ်ကူးရ၍ကောင်းဖြစ်သည့်အခါတွင်မူမှန်တွင်ကြည်ပြီးမျက်နာအမူအရာပြုံတုံတုံလှုပ်လေရှိသည်ထိုမူအရာမှာလေသူစိတ်ရွှင်မြူးသည့်အခါမှသာ ဖြစ်ပေါ်လေရှိသည် သူအရာမှာလေဟောင်းနွမ်းလာသည့်လွှာချင်းဆောင်တစ်ထည်ကောင်းနှလုံးနှင့်ရှော့ဖို့လေမရှိသောမှုရအခင်များအပြင် ဘရဘွားကျဲနေသောသတင်းစာစက္ကူဟောင်းများနဲ့သာကျော်နှောလျက်ရှိသည် သူဒီတိုင်းမြည်အတွက်ဤမျှအစင်းရဲခံနိုင်ပေသည်လွတ်လပ်ရေးတိုက်ပွဲ နေချက်စနစ်ကိုသူဒီလက်နှက်ကင်၍တော်လန်မှလွတ်လပ်မည်ဟုထိုစဉ်ကပင်သူယုံကြည်ခဲ့သည်1940ခုနှစ်တပေါင်းလညတညတွင် ပူပြင်းလှသဖြင့် သူနှစ်ကျွန်တော်ဒီဘုဒ္ဓထောင်သင်္ဘော စိတ်တွင်လင်းချင်းခံရင်နိုင်ငံရေးကြောင်းပြောဆိုကြသည်သူက အင်္ဂလိပ်ကိုလက်နက်ကိုင်းပြီးမတော်လန့်ရင်ဗမာပြည်ဘယ်တော့မှ မလွတ်လပ်ဘူးဟု၍ကျွန်တော်အာပြောပြသည်ဤစကားကိုပြောပြီးမကြားမိပင် သူသည်မြမာပြည်မှပျောက်ကွယ်သွားပြီးဂျပန်ပြည်သို့ရောက်ရှိသွားခဲ့သည်အာမနာသူစကားပြောရ၌ မညာမထောက်ဝင်းဝင်းပြတ်တက်လွန်တဖြစ်ကျွန်တော်မှာတခါရင်ကြားထဲကအာနာကြီးလာခဲ့မိသည်1940ခုနှစ်ကုန်ခါနီးဂလုံဦးသောနန်းရင်ဝင်ဖြစ်စဉ်ခါကကျွန်တော်အားအစိုးရကဖုန်ကြီးလန်းတွင်တရားဟောပြောသည်ကိုပုံမှန်124ကကြီးဖြင့်အေးအေးယူဖမ်းဆီးပြီးနှင့်ရန်ကုန်မြို့ဒီစထရိတ်ရာစွေတရားသူကြီးဥပဒေဤယုံတွင် စစ်ဆေးခဲ့သည်ထို့အခါ ယခုပြန်လည်ထူထောင်ရေးဝန်ကြီးဦးပါကျန်းကကျွန်တော်ဘက်မှရှေ့နေအဖြစ်အခမဲ့ကူညီလိုက်ပါဆောင်ရွက်ခဲ့သည်ဦးပါကျန်းမှာထိုစဉ်ကဝတ်လုံလိုက်စတာဖြစ်ရာရှောက်လဲပုံတို့ကိုတခင်အောင်ဆန်းသည် မကြိုက်မှနစ်တက်ခဲ့ပြီအမှုစစ်ဆေးသောနေ့တနေ့တွင်တခင်အောင်ဆန်းသည်ရုံးသူလာရောက်နားထောင်ပြီးဥပကျန်းလျှောက်လဲပြောဆိုချက်တို့ကိုသဘောမကျသောပြစ်တင်ပြောဆိုနေသည်မှာကျွန်တော်ပင်ကြားကမနေတတ်ဖြစ်ခဲ့ရသည် သို့သောအများအတွက်သူသာနှင့်ဒုက္ခခံလိုစိတ်မှသူတွင် အမြဲကင်းအောင်နေသည် တခါ1939ခုနှစ်ဒီဇင်ဘာလက Sastrefor Grade မြန်မာပြည်သို့ဝင်ရောက်လာစဉ်မန္တလေးမြို့တွင်မြန်မာနိုင်ငံလုံးဆိုင်ရာဥပမာအစည်းအုံမှုဆောင်များအစည်းအဝေးကို ပြုလုပ်ကြသည် အစည်းအဝေးပြီးသောအခါအလုံးမှုဆောင်များကို ရှိသမျှငွေကလေးဖြင့်တသုတ်စီပြန်စီပြီးလင်မန္တလေးမြို့တွင် ူနှင့်ကျွန်တော်နှစ်ဦးထဲသာရန်ကုန်မှငွေပို့လိုက်ပြီဆိုသူဆိုသူတို့၏အပြောဖြင့်ပြန်စရိတ်ကိုစောင့်မျှော်ရင်းတဝဲလဲလဲကြံရည်ခဲ့ကြသည်ထို့သောကြံရင်းခဲ့ပြီးနောက်တစ်ရက်မှာပင် ကျွန်တော်တို့တဲခုသည့်ကွယ်လွန်သူဝင်းကြီးဥပဝူကြီးတိုက်တွင်မန္တလေးတခင်များကကျွန်တော်တို့အားထမင်းချင်းမွေးချင်းကိုတာဝန်မယူကြတော့ပေကျွန်တော်နှင့်တခင်အောင်ဆန်းမှာလက်ထဲတွင်လည်းလက်ဖေးရီဘူးမြပြင်ပတ်စံမရှိကြပေ တမျိုးတရွာတွင်ရောင်းလဲလဲဖြစ်ဒုက္ခရောက်ကြရပြီတော့သည်ထိုအခါဒေါ်အိုမေတို့ဤအိမ်မှထမင်းတနတ်နှင့်ចောင်းစရာကုခင်မောင်လေးယခုဘိုခင်မောင်ကလေးကတရုတ်ဆိုင်တဆိုင်တွင်ထမင်းတနတ်ကျွေးမွေးပါသေးသည်သူတို့တွေမှလည်းထို့ထက်ကြော်လွန်အောင်ပြုစုနိုင်အောင်ငွေကြေးမချောင်းလေကြ၍ထုံမြသာကျွေးမွေးနိုင်တော်သည် ။စားရတော့ရေးတဲ့ရန်ကုန်ပြန်နိုင်ရေးမှာအရေးကြီးလာရာရန်ကုန်မှငွေပို့လိုက်ပြီးဟူပြောသွားသူများကလည်းငွေကြေးမချောင်လဲ၍ရုတ်တရက်ငွေမပို့နိုင်သေးပဲရှိရာသခင်အောင်ဆန်းမှမနေတာတော့ပဲတနေ့တွင်သူဤအကိုဝမ်းခွဲတော်သူမန္တလေးမြို့စမော်ဂေါ်တရားသူကြီးဥပဒိုင်းယခုတရားဝတီတရားမဝန်တော်ခွင့်နေနေသူထံသို့တနေ့တွင်သွားရောက်လဲပန်းပြီး၎င်း၏ယုံသူကျွန်တော်အားဈေးလှုပ်ကား ငွေ30တောင်းခွင့်ရာရရှိလာလေသည်တဖန်နောက်တစ်နေ့တွင်လဲနော်မန်ကျောင်းဟုတ်ကြီးဦးတင်စိန်ယခုဘာမင်းတင်းစာအဒီတာချုပ်ထံသို့သူနှစ်ကျွန်တော်သွားကြပြီးရန်ကုန်သို့ပြန်ရန်စည်းရိမ်တောင်းခဲ့ပြီးနောက်တစ်နေ့တွင် မန္တလေးမှရန်ကုန်သို့ပြန်ဆင်းခဲ့ကြရလေသည်ဤဒီမှာလဲသူဒီအမှန်အားဖြင့်တခြားသူတူဝါမန္တလေးတွင် ထားရခဲ့ပြီးပြန်နိုင်သည်သို့သော သူကားထို့သူမဟုတ် အများအတွက်သူဒုက္ခခံပြီးဆိုသည့်စေတနာကောင်းကြောက်ပင်မန္တလေးတွင်ပတ်စံတပြားမှမရှိပဲရောင်လေလေဖြစ်တမျိုးတရာတွင်ဒုက္ခခံကာနေရစ်ခဲ့ခြင်းဖြစ်သည်တခင်မဗိုလ်ချုပ်သူ နောက်များမကြာမီပင်ကျွန်ုပ်မှာပုံမှန်124ကကြီးနှင့်တရားဆွဲခံရပြီး ထောင်နှံတစ်နှစ်ကြာခဲ့ရသည့်အချိန်မှစ၍သူနှင့်လူချင်းကွဲသွားကြသည် ဂျပန်များမြန်မာပြည်အတွင်းရောက်လာမှသာဗိုလ်ချုပ်အောင်ဆန်းအဖြစ်တဖန်ပြန်လည်တွေ့ဆုံရတော့သည်ဗိုလ်ချုပ်သည်ရန်ကုန်သို့ရောက်ရှိပြီးမကြာမီအထက်မြန်မာပြည်သို့ဥသက်ဖြစ်ချီတက်သွားပြီးရန်ကုန်သို့ပြန်ရောက်သောအခါကျွန်ုပ်လည်းသခင်ပါ၏နှင့်အတူအပါတို့တဖန်ပြန်လည်ရောက်ရှိရပြန်သည်ဗိုလ်ချုပ်၏ဖူးစာတခါတွင်ဗိုလ်ချုပ်သည်အပြင်းထန်ဖျားသဖြင့်အလံပြဖျားလန့်ရှိပြာရည်စေးုံတွင်တယောက်ကူတရာသည် ။ဗိုလ်ချုပ်၏အနား၌ကျွန်တော်ပင် နေညာမပြတ်ဆောက်ရှောက်ပြုစုရသည်။ထိုအခါက BIA စေယုံမှဖွင့်ငါစားကတာလင်ရှိသေး၍ဗိုလ်ချုပ်၏ဇနီးလောင်ဒေါခင်ကြီး၎င်း၏အမသခင်တန်းထွန်း၏ဇနီးလောင်ဒေါခင်ကြီးနှင့်ကျွန်တော်၏ဝန်ခွဲအမတော်သူဒေါ်တင်ထွေးတို့သာလင်ပြည်သူဝင်ကိုထမ်းရလျက်ရှိသည်။ငါမိမယူတော်မယ်။ထိုသို့စေယုံတက်နေစဉ်အဖျားသက်သာလာသည့်နေတနေ့၌တွင် ကျွန်တော်အား ဟေ့တင်ဦးငါ့ကိုလက်စွပ်လဲဖို့စိန်လက်စွပ်တကွင်းဝယ်ပေးစမ်းကွာဟုပြောသည်ကျွန်တော်လည်းပြုံးပြီးဘာလို့ဖို့လဲဟုမေးရာငါမိမယူတော့မလို့ကွာဟုတံပြက်ဖြစ်ပြောပြီးဆက်လက်၍အင်ဂျင်နဲ့လုံးကြီးပါဝယ်ပေးပါဦးဟုပြောပြန်သည်ကျွန်တော်လည်းသူမပြောစဘူးထူးထူးခြားခြားပြောလိုက်သဖြင့်အံ့အားသင့်ကဟဟပပရီမောလိုက်သည်ထိုအခါသူကဟဲ့ကောင်မရေနဲ့ကွာငါအတီပြောနေတာဟု ထပ်ဆင့်ပြောပြန်သည် ကျွန်တော်လည်းပြုံးပြီးလင်ဘသူနဲ့လဲဟူမိရာမခင်ကြီးနဲ့ဟူပြော၍ပြုံတုံတုံလုံးနေသည်သူ့နှစ်ကျွန်တော်လည်းသူ့အပါမှထွက်ခွာလာခဲ့ရတော့သည် သူ့အစွဲလန်းတနေ့သူခန်းသူကိုမြင့်နှင့်အတူဝင်သွားကြသောအခါ၌ဆရာမတယောက်ဆေးလာတိုက်သည်နှင့်ကြုံနေသည်။သူကမတောက်ချင်ဘူးဟုအတင်းညင်းဆိုလွှတ်လိုက်သည်။ ဆီယာမခမညာသူ့အားကြောက်တဲ့ဖြစ်အခန်းတွင်မှထွက်ခွာသွားရသည်ထို့သောဆီယာမထွက်သွားလင်သွားခြင်းပင်သူကဟေ့တင်ဦးသွားပြောကြည်ဆီယာမမခင်ကြီးတိုက်မှတောက်မယ်လို့ဟုပြောရာကျွန်တော်လဲဆောဆောကဆေးတိုက်ရန်ဝင်လာသောဆီယာမအားအကျိုးအကြောင်းပြောပြလိုက်ရသည်နောက်တနေ့နနက်စာစားချိန်တွင်လဲဆီယာမတဦးကထမင်းလာကြွေးရာဟင်းမစားဦးမခင်ကြီးကြွေးမှစားမယ်ဟုညင်းဆိုပြန်သည်တပ်ဖန်ဟေ့တင်ဦး မခင်ကြီးသွားခေါ်ကြည့်ဟူခိုင်းစီရာကျွန်တော်လဲဤကိစ္စမျိုးတွင်သတိကြောင့်သူတဦးဖြစ်သည်ဖြင့်ဒေါခင်ကြီးအားတော့လဲမပြောရင်သူထံသို့လဲမပြန်ရဲနှင့် ထိုတနေ့လုံးသူအပါမှကျွန်တော်ရှောင်နေရတော့သည် သူဒီတစ်ခုခုလုံးကြီးဆိုရင်မဖြစ်မနေဆွဲတန်တန်ဖြစ်ပြုတ်မှုတတ်သည်သူဝါဒနာအတိုင်းနောက်ဆုံးဒေါခင်ကြီးနှင့်မင်္ဂလာဆောင်သည့်အချိန်သူရောက်လို့ဒီအိမ်အောင်ရေးပန်းတိုင်းသို့ထမြောက်အောင်မြင်စွာရောက်ရှိခဲ့တော်သည် သို့သောသူမဖြစ်မနေအရောက်လန်းရန်စ조사အားခဲ့နေသောလူလက်ရေးပန်းနိုင်ကသူ့လက်လန်းနှင့်မြေလူစဲခါရောက်ခါမှသူကသူတပားလက်ချက်ဖြင့်ကွယ်လွန်ရရှာပြီ။အိုလူသက်တို့တင်းတို့ကမိုက်တွင်းနှစ်လချီတကားဤကသခင်တင်ဦးယခုအတန်လွှင့်ဌာန၏အမြင်ဖြစ်သည်။ ်ပါရဲ့ရှင်အပိုင်း၁၁မှာပြန်ဆုံတွေ့ကြပါမယ်ရှင်